ငါတို့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုအရေးအသွေးတွေကဆိုးရွားလိုက်တာရေပိုက်တွေအတွက်တန်ပိုက်တန်ထယ်ပိုက်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီမှဆိုရင်ဝန်ထမ်းတွေကသူတို့မကျေနပ်မှုကိုကျွန်တော်ကိုရင်ဖွင့်ကြတယ်ကျွန်တော်တို့မှာနေ့စဉ်တာကတ်သတ်မှတ်ချက်တွေရှိတယ်ဒါပေမဲ့တခါတလေကြရင်ကျွန်တော်တို့ရတဲ့ကုန်ကျန်းပစ္စည်းက အပြတ်တွေပါတယ်အရှုပ်အရှင်တွေဆိုစက်တွေပါပြတ်သေးတယ်အဲ့ဒီလိုဖြစ်တဲ့အရှင်ကြရင်ကျွန်တော်တို့တာကတ်ကိုမိဖို့အတွက်အရေးအရှိအရေးအသွေးနှိမ့်တဲ့ပစ္စည်းတွေပါ ရောထက်ပေးလိုက်ရရောအချို့သူတွေကတင်ပြပြန်တော်လဲကျွန်တော်တို့ကဗဇပ်ပိတ်နေဖို့ကုန်ပစ္စည်းတွေကိုအဲ့ဒီအတိုင်းဖို့ပေးလိုက်ဖို့ပြောပါတယ်တဲ့ ။နောက်ဥပမာတစ်ခုကပြောရရင်နှစ်စဉ်စရင်ပေဖတ်စုခြင်းအတွက်ဒေါ်လာထောင်စီကုန်ကြတဲ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုအတွက်သူတေသနာအစီရင်ခံအစီရင်ခံစာတွေရေးပေးရတဲ့ကျန်းကျင် ကုမ္ပဏီတစ်ခုမှာဝန်ထမ်းတွေစိတ်ပူကြောဆိုကြတာကတော့အဲ့ဒီအစီရင်ခံစာတွေဟာအရင်လိုအချိန်မှန်ပြီးအကျိုးရှိတာမျိုးမဖြစ်တော့ဘူးဆိုတာပါပဲ ဖောက်တဲ့အရှုပ်ကဒီအချက်ကိုသိသွားရင်တော့ဆက်ပြီးစရင်ပေမဖတ်ကြတော့မှစိုးရိမ်နေကြပါတယ်အလားတူပဲကော်နဲ့ဆက်ဆက်ပစ္စည်းကော်မီတခုရဲ့ထုတ်လုပ်ရေးလုပ်ငန်းခွင်မှာလောက်ကန်ကြတဲ့ဝန်ထမ်းတွေ အရာဆိုရင်အကြီးအသေးစေတနာတွေကြောင့်ဝယ်ယူသူတွေစီကပစ္စည်းပြန်ပို့လာတဲ့အကြီးအသေးကတော်တော်များတယ်လို့ဆိုတဲ့ ပြန်ရောက်လာတဲ့ပစ္စည်းတွေကိုပြန်လဲစစ်စစ်ရတာတွေကအချိန်တော်တော်ကုန်တဲ့အပြင်ဒေါသထွက်နေတဲ့ဝယ်ယူသူတွေဆိုရင်ကုမ္ပဏီရဲ့ပတ်စံခြေတာခြေတာဖို့အရေး sorry ကုမ္ပဏီရဲ့ပတ်စံခြေတာဖို့အရေးအသွေးကိုရှော့ချတဲ့လောရအပေါ်အပြစ်တင်ပြောဆိုကြပါတယ်အထက်ကဥပမာ၃ခုကဘာလဲဆိုရင် ဝဲယူသူတွေကိုပန့်ဖို့ပေးတဲ့အဖွဲ့အစည်းရဲ့ကွန်ပစ်စည်းနဲ့ဝန်ဆောင်မှုတွေရဲ့အကြီးအသေးနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေကြတဲ့အကြောင်းပဲဖြစ်ပါတယ်1980ခုနှစ်တုန်းကဆိုရင်အဖွဲ့အစည်းတော်တော်များများရဲ့အကြီးအသေးစင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းချက်တွေအတွက်အချိန်ရနေပြီးတော့ Develop World Cup ကဒါနဲ့ပတ်သက်ပြီး ကိုတို့ကြည်တယောက်ဖြစ်နေတဲ့အချိန်မှာဝန်တန်းတွေရဲ့စစ်တမ်းကောက်ချက်ရလက်ကအော်ဖွဲ့ကောင်းတဲ့တွေးချစ်ချက် တွေပါဝင်နေခဲ့ပါတယ်။သူတို့လောက်ကင်နေတဲ့အဖွဲ့အစည်းတွေရဲ့အုံပြစ်စီဝန်ဆောင်မှုအရည်အသွေးတွေနဲ့ပတ်သက်တဲ့တမတ်ချက်ဟာတိုးတက်လာတာမျိုးမဟုတ်ပဲကြဆင်းလာတာကိုတွေ့ရပါတယ်။အရည်အသွေးတိုးတက်အောင်အချိန်တွေအာယုံဆိုင်မှုတွေ အများကြီးရင်းနှီးမြှုပ်နှံထားတဲ့အဖွဲ့အစည်းတွေမှာဆိုရင်ပုံမှန်ကန်နေပါတယ်ဒါကဘာဖြစ်လို့လဲအဖြေကတော့ဝန်ထမ်းတွေဟာပုံပေါ်ပြီးတော့ဆက်ဆက်တိမကန်ဖြစ်လာကြတယ်ဆိုတာပါပဲအကြီးအသေးတိုးတက်ရေးအတန်းတွေတက်တာပဲဖြစ်ဖြစ်စစ်စကမာအကြောင်းလေ့လာတာပဲဖြစ်ဖြစ်အကြီးအသေးတိုးတက်ရေးအဖွဲ့တွေနဲ့ပူပေါင်းလှုပ်ဆောင်တာပဲဖြစ်ဖြစ် ဘယ်နေရာကြည့်ကြည့်အရေးအသွေးတိုးတက်နေစေတဲ့အခွင့်အရေးတွေအများကြီးတွေ့နိုင်တယ်အရေးအသွေးကသူ့ဘာသာသူတိုးတက်နေပေမဲ့လည်းဝန်တန်းတွေကပိုပြီးနားလည်သဘောပေါက်ဝေဖန်လာတတ်ကြပါတယ်ကုံကြီးအများစုမှာ အရေးအသွေးအဖွဲ့အစည်းဆိုင်ရာ အတိတ်ကရည်ရွယ်ချက်တစ်ခုက အဓိကရည်ရွယ်ချက်တစ်ခုဖြစ်လာပေမဲ့ဝန်ထမ်းအများစုကလည်းသူတို့ရဲ့အဖွဲ့အစည်းတွေရဲ့ပေါ်မှာအရန်ဝေဖန်လန်တက်ကြတဲ့အရေးရသွေးကိုသိရအောင်လုပ်ပြီးကြီးပြေဆုံးမှုကိုရာချိဖို့စိတ်ပြင်းပြနေတဲ့ခစ်ကြီးမှာအချို့ဝန်ထမ်းတွေက အရန်ကြတနာအရင်းမြစ်တွေကိုတတ်မှတ်ဖော်ထုတ်ဖြည့်ရှင်းတဲ့နေရာမှာအရန်အာယုံစိုက်နေပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ဝယ်ယူသူတွေကစိတ်ကျေနပ်ပါသေးတယ်စိတ်ကျေနပ်ပါသေးတယ်ဆိုတဲ့အချက်ကိုမမြင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဝန်တန်းတွေကဝယ်ယူသူတွေနဲ့တိုက်ရိုက်ကြောဆိုဆက်ဆံရတာမျိုးမရှိတဲ့အတွက်ဝယ်ယူသူတွေကတကယ်တမ်းဘယ်လိုခံစားနေရလဲဆိုတာမသိကြဘူးအဲ့ဒီလိုဝန်တန်းတွေကဘယ်အချိန်များ အဲ့ဒီလိုဝန်ထမ်းတွေကအစေအများအပြားကိုစေတနာဖြည့်ဆင်းတဲ့နေရာမှာအတုံးချမိနေတာကြောင့်မို့လို့သူတို့ရဲ့ဝယ်ယူသူတော်တော်များများကစိတ်ကျေနပ်ကြပြီးလုပ်ငန်းရဲ့စီးပွားရေးဆက်ဆက်လုပ်ကြအောင်မယ်စတာကိုသိနားမလဲကြတော့ဘူးလုပ်ငန်းရှင်တွေရဲ့စေတနာတကယ်လို့ဝယ်ယူသုံးဆွဲသူတွေက အဖွဲ့အစည်းရဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအပေါ် အငဲစိတ်ကျဉ်မှုမရှိရင်လူအဖွဲ့အစည်းကတားဆီးခံမှာမဟုတ်ဘူးဆိုတာကြောစရာတော့မလိုပါဘူးအလုံးမှာစိတ်အားတက်တန်နေဖို့အတွက်အုတ်ချုပ်သူတွေကအကြီးအသေးကိုအလေးပေးတယ်လို့အာတင်းယုံကြည်နေကြတဲ့ဝန်ထမ်းတွေနဲ့လည်းစေတနာတက်နိုင်တယ်တကယ်လို့ဝန်ထမ်းတွေကအုတ်ချုပ်သူတွေအမှန်တကယ်ကယူးမဆိုင်ဘူးဆိုတာယုံကြည်သွားရင် သူတို့ကိုသူတို့ငါကရောဘာလို့ကြိုးစားရမှာလဲလို့ပြန်မေးလိုက်မယ်ဒီဒီလိုအခြေအနေကအကြီးအသေးကြဆင်းမှုဝယ်ယူသုံးဆွဲသူတွေအတွက်ဝန်ဆောင်မှုညံ့ပြင်းမှုနဲ့စီးပွားရေးဆုံးရှုံးမှုတွေဖြစ်လာစေနိုင်ပါတယ်စစ်ပညာရှိသောလီနွန်ဖတ်ဖတ်တင်ကာရဲ့စိတ်ပိုင်းဆိုင်ရာ သဘောထားမတိုက်ဆိုင်မှုတရားတွေအရာလူတွေက သူတို့ရဲ့သဘောထားနဲ့အပြုအမူနှစ်ခုရှေ့နောက်ကြောင်းကြောင်းကျိုးညညမှုမရှိရင်မောကြက်ပြီးစိတ်တက်တောင့်တက်တာမရှိဘူးလို့အကြံပြုထားပါတယ်တကယ်လို့သူတို့အနေနဲ့အကြီးအသေးမြင့်မားတဲ့အလုတ်အလုတ်ကိုလုံးဖို့အရေးကြီးတယ်လို့သိထားပေမဲ့သူတို့တကယ်လုံနေတာက အယူရသွေးမရှိဘူးဆိုရင်ဒီလိုစိတ်ပိုင်းဆိုင်ရာသဘောထားမတိုက်ဆိုင်မှုတွေခံရမှာပါဒီလိုစိတ်မငြိမ်ညွတ်မှုကိုစော့ချဖို့အတွက်သူတို့ရဲ့အပြုအမူအားဖြင့်အပြုသူတို့ရဲ့အပြုအမူဥပမာအားဖြင့်အလုတ်အယူရသွေးတိုးတက်အောင်လှုပ်ခြင်းသို့မဟုတ်အလုတ်မှနှုတ်ထွက်ခြင်းကိုပြောင်းလဲရွတ်တော်၎င်းသူတို့ရဲ့ဥပသူတို့ရဲ့သဘောထား ဥပမာအားဖြင့်အရေးအသွေးဆိုတာဒီလောက်ကြီးအရေးမပါဘူးလို့သတ်မှတ်တာမျိုးသို့မဟုတ်သူတို့ရဲ့အရေးအသွေးတကယ်တော့တိတ်မဆိုးဘူးဆိုတာဆိုတာမျိုးတွေးတာမျိုးကိုပြောင်းလဲရတော့လကောင်စ조사အားထုတ်ကြလိမ့်မယ်လို့သီအိုရီကကမှန်းထုတ်လုပ်ထားပါတယ်ဝန်တန်းတွေကသူတို့အရေးအသွေးနဲ့အဖွဲ့အစည်းရဲ့အလို့အပေါ်ကုန်ယူခြင်းကြတယ်သူတို့အဖွဲ့အစည်းရဲ့ ရက်တိချက်ကို အခြားသူတွေကိုပြောပြတဲ့အခါခေါမော့နေကျင်ကြတယ်သူတို့အလောက်ကကဘာကြီးကိုကဲတင်နေတာတော့မဟုတ်ပေမဲ့အ ਨੇ ဆုံးတော့သူတို့ရဲ့ဝယ်ယူသုံးဆွဲသူတွေအတွက်အကောင်းဆုံးဖြစ်အောင်ဝန်ထမ်းတန်းကစူးစမ်းကြတဲ့ကုမ္ပဏီမှာ အလုပ်လုပ်တဲ့စတာကိုယုံကြည်ခြင်းကြတဲ့ဝယ်ယူသုံးဆွဲသူတွေကိုပံ့ပိုးပေးနေတဲ့ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေရဲ့ အကြီးအသေးအကြီးအသေးကနိုင်ကြတယ်လို့ဝန်တန်းတွေအနေနဲ့ယူဆလိုက်မိရင်အဖွဲ့အစည်းအလုံးကိုအတူတူပေါင်းစည်းပေးထားတဲ့အလွာပါလေးကပြိုကွဲပြက်စီးသွားနိုင်ပါတယ်ဘယ်လိုဖြည့်ဆင်းကြမလဲလက်ခံနိုင်လောက်တဲ့စိုးရိမ်မှုစိုးရိမ်မှုများအကြီးအသေးအကြီးအသေးနဲ့ပတ်သက်တဲ့ဝန်ထမ်းတွေရဲ့စိုးရိမ်ပူပန်မှုတွေက လက်ခံနိုင်လောက်တဲ့အစီအနေဆိုရင်အောက်မှာဖော်ပြထားတဲ့လမ်းညွှန်ချက်၃ချက်အတိုင်းအုတ်ချုပ်သူတွေကတင့်တင့်လျော့ပတ်စွာတုံ့ပြန်ဖို့အင်မတန်အရေးကြီးပါတယ်နံပါတ်၁စေတနာကိုရှားဖွေစမ်းစစ်ပါအုတ်ချုပ်သူတွေကအရေးအသွေးနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကိုဆက်ချင်းရှားဖွေဖော်ထုတ်လို့ဆောင်မယ်ဆိုတဲ့ အဆက်ပေါ်ဝန်တန်းတွေတည်ထားဖို့လိုအပ်ပါတယ်။နံပါတ်နဲ့အကြီးအသေးအပေါ်အလေးထားကြောင်းကြောဆိုဆက်တွယ်ဖော်ပြပါ။ဝယ်ယူသုံးဆွဲသူတွေပေါ်အရေးအသွေးမြင့်ပုံပစ္စည်းနဲ့ဝန်ဆောင်မှုတွေပံ့ပိုးပေးဖို့အရေးကြီးသောအုပ်ချုပ်သူတွေကတတိပေးထားသင့်ပါတယ်ဒါကိုဂါရာယုတ်တလုံးထက်ခါထက်ခါကြောနေဖို့ လောပါတယ်နံပါတ်3ကြတနာစိတကြတနာစိတဆိုတာဝန်ခံပါ အမှန်ကိုပြောပါအရေးအသွေးဆိုင်ရာကြတနာစိတဆိုတာကိုမှားမှားရွံ့ရွံ့မငင်းဆိုပါနဲ့တဏီမဟုတ်တဏီနဲ့ဝန်တန်းကအရင်ဦးဆုံးသိကြမှာပါပဲရောသားမှုကအကောင်းဆုံး policy ပါဝန်တန်းတွေရဲ့စိုးရိမ်ပူပန်မှုအတွက်ကျေးဇူးတင်ပြီးတော့အုပ်ချုပ်သူတွေဘက်က မြန်ပြင်းတာတွေမကောင်းတဲ့ကုန်ကျန်းပစ္စည်းတွေဝယ်တာတွေသောမဟုတ်အကျိုးမရှိတဲ့လုပ်ငန်းစဉ်တွေဖန်တီးတာတွေမရှိရင်ပွန့်ပွန့်လင်းလင်းဝန်ခံပါ မလိုလားအပ်တဲ့စိုးရိမ်ပူပန်မှုများဒေသတာတစ်ခုကတော့ဝန်တန်းတွေရဲ့အရေးအသွေးအပေါ်ထားတဲ့တင်မြန်ယူဆချက်တွေက တခါတရံမှားယွင်းနေတတ်ပါတယ်တကယ်တမ်းတော့ ဆက်ရင်ကိန်းကနားအရာပုံပြစ်စီအဆက်မပြတ်ထုံနေတာဝဲယူသုံးဆဲသူတွေအခြားနေရာမပြောင်းသွားတာနဲ့ဝဲယူသုံးဆဲသူတွေရဲ့စိတ်ကြင်နှမှုမြင့်မားနေတာတွေစစ်တာတောင်းဝန်တန်း90ရာခိုင်နှုန်းနဲ့အထက်ကသူတို့ရဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုအရွယ်သွေးကိုညှပ်ချင်းတယ်လို့အမှတ်ပေးတာကိုသိရင်မန်နေဂျာတွေက စိတ်ဆုကြပါလိမ့်မယ်။ဒါကတော့ခြေစင်းနိုင်ခြေရှိတဲ့စိတ်ကံလေး၅မျိုးဖြစ်ပါတယ်။နံပါတ်၁ဝန်တန်းတွေကိုဝယ်ယူသုံးဆသူစိတ်ကျဉ်းနှံ့မှုဒေတာအချက်အလက်မျှဝေပါ။ကျွန်တော်တို့ရဲ့စစ်တမ်းတောက်ချက်အရဝန်တန်းတွေရဲ့စောက်ဆယ်ရာခိုင်နှုန်းကသူတို့အလောက်ကိုကောင်းကောင်းလုပ်ဖို့လိုအပ်တဲ့ဝယ်ယူသုံးဆသူစိတ်ကျဉ်းနှံ့မှုတရားချက်လက်တွေကို မကြားရဘူးလို့ဆိုပါလေဝယ်ယူသုံးဆွဲသူစိတ်ကျေနပ်မှုစစ်တမ်းကို ပုံမှန်ကောက်ခံပြီးတော့ရလတ်ကိုလည်းဝန်တန်းတွေကို ဝေမျှတင်ပါတယ်ကြီးတော့ရှင်းမွန်ခံရတာ အော်ဒါအစ်စ်မှမှားယူလက်ခံတာစစ်စစ်ပြတ်အပ်တာအမားယွင်းတွေမကျေနပ်ချက်တွေနဲ့ပတ်သက်တဲ့ data အဆက်လက်တွေကိုလည်းဝေမျှပေးတင်ပါတယ် နံပါတ်3ဝဲယူသုံးဆွဲသူတွေအတွက်ဘယ်ဟာအရေးကြီးလဲဆိုတာသတ်မှတ်ပါဝန်တန်းတွေကသူတို့ရဲ့ဝဲယူသုံးဆွဲသူတွေအတွက်ဘယ်ဟာအရေးကြီးဆုံးလဲဆိုတာအာယုံစိုက်မဲ့အစားသူတို့ရဲ့အရေးကြီးဆုံးကိုတို့သူတို့အတွက်အရေးကြီးဆုံးကိုတိုးတက်အောင်လှုပ်ဖို့စွမ်းအင်တွေမကြကနသုံးတက်ကြပါလေဝဲယူသုံးဆွဲသူတွေအတွက် ်ဖေဟာအရေးကြီးဆုံးလဲဆိုတာသံစာဖွေသမတ်ပေးတဲ့စစ်တမ်းရှားလက်ကိုဝန်တန်းတွေနဲ့မျှဝေပေးခြင်းအဖြစ်စွမ်းရည်အင်တွေကိုအမှန်တကယ်မှန်မှန်ကန်ကန်အသုံးချနိုင်ပါလိမ့်မယ်။နံပါတ်3ဝယ်ယူသုံးဆွဲသူတွေရဲ့စိတ်ကျဉ်းနှံ့မှုအပြောင်းအလဲကိုနောက်ရောက်ခံလေ့လာပါ။တဲ့ပါဝင်တဲ့ဝန်ထမ်းတွေအနေနဲ့ဝယ်ယူသုံးဆွဲသူတွေရဲ့ စိတ်ကြည်နမှုကတိုးတက်လာလားဒီအတိုင်းပဲလားကြဆင်းသွားလားဆိုတာသိထားဖို့လိုအပ်ပါတယ်ဒီတည်အချက်လက်တွေကအရေးအသွေးအပေါ်အဖွဲ့အစည်းရဲ့အားစိုက်ထုတ်မှုဟာအလုံးဖြစ်မဖြစ်အဆုံးအဖြတ်ပေးနေပေးပါလိမ့်မယ်နံပါတ်၄ကြိုင်းဆိုင်မှုဆိုင်ရာထောက်လန်းရေးတွေပြုလုပ်ပါကုမ္ပဏီကြိုင်ဘက်ကုမ္ပဏီနဲ့နိုင်စင်ရင် မိမိတို့ကုမ္ပဏီရဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုအပေါ်ဝယ်ယူသူသုံးဆွဲသူတွေဘယ်လိုထင်မြင်လဲဆိုတာသိရရင်အသိဉာဏ်ရနိုင်ပါလိမ့်မယ်ဒီတရင်အချက်လက်တွေကိုဝယ်ယူသုံးဆွဲသူစိတ်ကြင်မှုစစ်တမ်းဈေးကွက်သုတေသနလိုအပ်လေလာချက်တွေနဲ့မိမိစီကနေပြန်ဘက်အဖွဲ့အစည်းတွေကိုပြောင်းသုံးနေတဲ့ ဝယ်ယူသုံးစွဲသူတွေကိုအင်တာဗျူးမေးခြင်းအဖြစ်ရချင်နိုင်ပါတယ်။နံပါတ်5တင်းတင်းတင်းဖမတင်းတင်းဖမရတဲ့ရုပ်လုံးပေါ်အောင်ကြတာပါ။ဝယ်ယူသုံးစွဲသူစိတ်ကျေနပ်မှုနဲ့ပတ်သက်တဲ့ data အချက်အလက်ကိုလည်းအပေါ်ထက်လောင်းထည့်တာဆက်စည်းတာစသဖြင့်လိုတိုးဖို့ချော့မလုံးမီဖို့ဒေသကယူဆက်ရပါမယ်။ မှန်ကန်တိကျကျေဆုံးတဲ့ data အချက်အလက်ရှိမှသာတင်တဲ့တင့်ဝန်တန်းတွေကအရေးယူဆောင်ရွက်ရမယ်ကိစ္စနဲ့ပတ်သက်ပြီးတင့်တော်တဲ့သဘောထားအမြင်တွေဖြစ်ပေါ်လာမှာဖြစ်ပါလေနေကောအဖွဲ့အစည်းဘက်ကအရေးအသွေးကြေဝတဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေမထုတ်လုပ်ဘူးဆိုရင်ဝန်ထမ်းတွေကအုပ်ချုပ်သူတွေကိုအပြစ်တင်တတ်ပါတယ် ပထမဆုံးလောက်ရမဲ့အချက်ကဒါကတကယ်အရေးအသွေးစေတနာလားတမမဟုတ်အသွေးအမြင်စေတနာလားဆိုတာဆုံးဖြတ်ဖို့လိုပါတယ်စေတနာတကယ်ရှိတာဆိုရင်တိုးတက်ကောင်းမွန်အောင်လုပ်ဖို့သူတို့လိုအပ်တဲ့အထောက်အကူတွေပံ့ပိုးပေးပါအရေးကြီးတာကသင်ဝယ်ယူသုံးစွဲသူတွေကအရေးအသွေးနဲ့ပတ်သက်ပြီးဘာပြောလဲဆိုတာနားထောင်ပြီးတော့ တည်င်းအချက်လက်တွေကိုဝန်တန်းတွေကိုကြောဆူအတိပေးဖို့ပါ။